အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel နဲ့ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ Viber မှာတခြားလူပို့လိုက်တဲ့ message ကိုကျွန်တော်တို့ကဝင်ပြီးတော့ဖတ်လိုက်ပြင်မဲ့တခြားလူစီမှာတော့ကျွန်တော်တို့ဝင်ဖတ်လိုက်တဲ့ဟာကိုမသိရအောင် M sin လုံနီလေးကျွန်တော်တို့ blue tint ဖြောင်းနီလေးကိုပြောပြပြီးတော့မှဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်တော်နဲ့တူတူတခြားလောက်လိုက်လို့ကြည့်လေပါအရင်ဆုံးကျွန်တော်တို့ Viber ထဲကိုတခြားဝင်လိုက်မယ် ဘိုင်ဘယ်ရဲ့ဝင်ပြီးကျွန်တော်တို့အောက်ဆုံးညာဘက်အောက်မှာရှိတဲ့မိုးဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်။နှိပ်ပြီးအောက်ကနေဆွဲလိုက်မယ်။ဆွဲပြီးတော့မှ setting ဆိုတဲ့ဟာလေးရှိတယ်။အဲ့လိုတစ်ချက်နှိပ်လိုက်မယ်။နှိပ်ပြီးကျွန်တော်တို့ privacy privacy ကိုတစ်ချက်ဝင်လိုက်မယ်။ ဝင်ပြီးရင်အပေါ်ဆုံးမှာ online stated and re receive ဆိုတဲ့ဟာလေးရှိအဲ့လိုတစ်ချက်နှိပ်လိုက်မယ်။နှိပ်ပြီးရင်ကျွန်တော်တို့တို့မှာအောက်မှာ re receive ဆိုတဲ့ဟာလေးရှိတယ်။အဲ့အားလေးကို on နေတယ်။ကျွန်တော်တို့ off လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဝင်ဖက်လိုက်တယ်။ဟိုဘက်မှာကျွန်တော်တို့ um msim ဖြစ်နေမှာဖြစ်ပါတယ်။ကျွန်တော်ပြီးတော့အပေါ်မှာကျွန်တော် online stated ဆိုတာရှိတယ်။ online ကျွန်တော် viber မှာ online ပြခြင်းလားမပြခြင်းလားဆိုရင်ကျွန်တော်မပြခြင်းဆိုရင်တော့ကျွန်တော် off ကိုနှိပ်လိုက်မယ်။တကယ်လို့ online ပြခြင်းနေဆိုရင်တော့ဒါလေးကိုနှိပ်လိုက်မယ်။ နော်တကယ်လို့မပြကြုံဆိုတော့ off ကိုနှိပ်လိုက်မယ်အဲ့ဆိုတော့ရပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်